ဒီလိုရတဲ့အေးမျိုးရောဒီမှာပထမအောင်လုပ်ပြဘူးလားဘာလို့အချက်လိုက်မျိုးဆွဲနေလဲဟယ်လိုတဲမဗီဒီအားလုံးမင်္ဂလာပါတဟက်ပြနေလို့ပါဗဟဲ့လင်းနာပါဗျမန္တလေးမှာရန်ရန်ကိုနာမည်ကြီးနေထိန်ထိန်တောင်းဆိုတဲ့အသားငယ်အခုရန်ကုန်မှာလာဖွင့်ပြီလားအသိပြီကြပြီလားသိပြီကြပြီလားမန္တလေးကဒါ top ီးထိပါတဲ့အစားခင်ဆိုင်ပေါ့နော်မန်လေးတော့မစားမဖြစ်စားမယ်တို့တော့ညွှန်းရတဲ့ဆိုင်အခုဒါရန်ကုန်ရဲ့ဘယ်နားမှာလာဖွင့်တာတောင်းကလာတစ္ဆာလမ်းမပေါ်မှာရှိပါတယ်အဲတောင်းကတစ္ဆာလမ်းမပေါ်ထင်ကိန်းတောက်ကိုညနုံးနဲ့လင်တန်ဒီနေ့မိုးအေးအေးလေးနဲ့လာထိုင်းတာပဲဖြစ်ပါတယ်စပင်းကတော့ဒါအစားခင်စားမယ်ဆိုတော့ကျွစီးတာတတော်လေးရှိရှိကွာလေးပဲတခြားစီးရလိုက်ပါရယ်ဒီမှာကအသားခင်ဘူဖေးကိုတယောက်ကို3000ကျပ်နဲ့ဆက်ရပါတယ်။မန်လေးမှာဆိုလို့ရှိရင်တော့2000နဲ့4000ပါ။2000နဲ့6000ပါလို့။အဲ့ မရှိရဲအခု၃နောက်ဆိုလဲဘာပဲပြပြောပေါ့နော်ဒီခစ်တီးရဲမှာဒီကုံသိန်းလုံးလဲဆိုတော်တော်လေးတန်တယ်သူကအသားခင်နေမကောင်းဘူးမုခတာစတိုင်ကြီးရတာဟုတ်တယ်အဲ့တော့ပတ်စားမယ်လာ ွေးချယ်ကြ option တွေအများကြီးရှိတယ်။ပြီးတော့မန်လေးဆိုင်မှာအရန်နာမည်ကြီးရဲ့ပေပြားကိုအရသာနေထားတာနဲ့ခေါမုတ်ကိုအရသာနေထားတာ။ကျွန်တော်ကဒီနေ့ဗီဒီယိုမှာပေါ့နော်အဲ့နှစ်ခုလည်းအရန် try နေတယ်အသားကြီးလည်းအရန် try နေတယ်ဆိုတော့ကြွေးလိုက်ပါအောင်မယ်။ဒီမှာကလေအသားကြီးအကုန်လုံးကနှက်ပြီးသားဆိုတော့အနံ့လုံးကမွေးပြီးတော့မာလာတော့ပြီးတခြားအရသာကြီးလည်းပါမယ်နဲ့တူရဲ့။ကွာကိုရီးယားအသားခင်ဆိုပေမဲ့လည်းအနံ့ကလုံးဝနှစ်ထားရဲ့အရသာတခြားဘယ်ဆိုင်မှာမှမတူဘူးတော်တော်များများဆိုင်နေအဆမ်ပလာနည်းနည်း တ်ကြရပေါ့နော်ဒီထင်းထင်းတောက်မှာမန်လေးမှာဘာလို့နာမည်ကြီးလဲဆိုအသားရုံနှစ်ထားရရတာနေထားရရတာအရန်ကောင်းတယ်မင်းတို့ကတော့အမဲသားတိုက်တဲ့ဆိုဆိုအမဲသားကအများလေးယူရမယ်အမဲသားရဲ့ရှေ့ပဲဒီမှာဝတ်သုံးထက်သားလဲအစားများဆိုလို့ဒီမှာဝတ်သားနဲ့ပတ်သက်တာဆိုလို့ရှိရင်ဝတ်ဦးဝတ်ခေါဝတ်သားသုံးထက်သားအစုံရှိရဲ့ ဒါရှိပြတယ်။ဒီမှာဝတ်တာနဲ့ပတ်သက်တာပြပြနေတာ။ဝတ်တာကဘယ်လိုလဲ။ဝတ်တာကဘယ်လိုလဲ။အဲ့ဒါဆိုတော့လင်းသားမဲဆက်ပြောပြလိုက်တော့။ဟုတ်ကဲ့ဆက်ဆိုတော့ညလုံးကအရှိမအမဲသားကြီးရှိရပါဘူး။ကျွန်တော်ကဒီမှာရတဲ့ဝတ်သားတွေကိုဘယ်လိုလုပ်ရလဲကျွန်တော်ရှင်းပြပေးပါမယ်။ဒီမှာကအသားတွေကအကုန်လုံးနှက်ပြီးသားပေါ့နော်။ဒီမှာကသုံးသက်သားဒါလုံးလက်မှာကိုကနှက်ပြီးသားလုံးဝရှယ်ပဲမကြည့်လိုက်။ပြင်းနေပြီခဲနေတာပဲ။ဒီလိုရတာမျိုးဒီလို taste မျိုးကိုတော့ကျွန်တော်ထင်တယ်ဗျ။ ရန်ကုန်မှာဘလို့မှဆိုင်တိုင်းမရနိုင်ဘူးလူရှားကိုရှားတယ်ဗျာဒီလူအရသာမျိုးဒီလူအသားနယ်ထားတယ်သူရအနှစ်အရသာလေနောက်ထပ်ဘလို့ကြတယ်ကဝက်ခေါက်ဝက်ခေါက်ကကြတော့ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဆိုင်ရာဥပမှမြင်ရတာကဝက်ခေါက်ကိုပြုတ်ထားပြီးသားအရသာစားအချုံမုံနဲ့နှက်ထားပြီးသားပေါ့နော်အဲ့ဒါအဲ့လောက်ပဲကျွန်တော်တို့ကရှိတယ်ပြီးတော့ကင်မဲပြုတ်ထားမယ်ဒီလောက်ပဲဒီမှာကသူကအရသာကိုဘလို့နှက်ထားလဲဆိုတော့သူတို့ရဲ့စင်တိချအရသာလဲသူကနှက်ပေးထားတယ်ကျွန်တော်တို့ဝက်ခေါက်ကိုသူ့ရဲ့ original တင်ဆိုင်စားမှာမဟုတ်ပဲသူနှက်ထားတဲ့အရသာလဲစားမှာပဲဖြစ်ပါတယ် ပြီးတော့စက်သားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာစက်ဒူးစစ်တွေရှိရဲတဲ့အဲတွေရှိပါတယ်။ဘာနောက်ထပ်ဘလို့ဟင်းပွဲတွေရှိတယ်ဆိုတော့သိကြလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်လာပြီးတော့ဆန်းစားကြည့်ပြပါ။ဒီမှာကျသူကပဇွန်လဲသူကအသားနှက်ပေးထားသေးတယ်။ဒါပဇွန်ကိုအသားနှက်ပေးထားတာပါ။ ရှင်တို့ကတော့ဘူဖေးစားရတော့ရှင်တို့စားကျင်တဲ့အမဲသားတွေရောလင်းသားစားကျင်တဲ့ဝတ်သုံးသက်သားနှစ်ထားရတွေရောပေါ့နော်အစုံယူချလာလိုက်တယ်ဒီမှာ၃တောင်းနဲ့အချိန်ကလည်းလောက unlimited မရှိဘူဖေးစားနိုင်နေဆိုတော့လောကရန်တန်တယ်ရန်ကုန်မြို့နဲ့နည်းနည်းဝေးရဲဆိုပေမဲ့လည်းဒါကားလေးနဲ့လာပြီးတော့တငယ်ချင်းတွေနဲ့အုပ်စုလိုက်လာစားရပြီးအစ်စစ်ချေးရပြီးအဆင်ပြေရဲ့အရသာကတော့ဒါမင်းတို့မမီးခင်မှာကလေးကမန်လေးမှာလည်းနာမည်ကြီးပြီးသားဆိုင်ဆိုတော့ဘာမှမပြောကြမလို့လောက်အခုกินထားရတယ်သူ့ရဲ့အနံ့ကတော်တော်စမရတော်ဝင်နေတယ် ဒါဆိုလို့ရှိရင်ဒါကြက်မဲကိုယူယူလေးယူလို့ရတယ်ဒီဆိုင်ရဲ့အနှစ်ကလောကအသက်ကြက်မဲကင်စားမယ်ဆိုရင်ကြက်မဲကိုအနှစ်နဲ့နယ်ပေးထားတာသူ့အသားနှက်ထားရဲ့အရသာအသားတွေကိုပို့ပြီးတော့ဘာအချင်မှမလို့အရသာတူတိုင်းစားလို့ရတယ်လောကကဲဒါကတော့အမဲသားဒါမျိုးဥလာပေးတဲ့အမဲသားလေးပါဘောကရှဲပဲရှာတင်လဲရှာရှာယောဒီကြည့်လိုက်ကဲကားကြပါဦး Oh my god. အချင်းမလို့ရတာရတာကြည့်ကြာ။ချင်းရတဲ့လုံးဝ perfect. ဘယ်လိုပြောလဲအချင်းရတော့ကောင်းတယ်။ကြီးကြီး။ချင်းရဆက်ဆက်နေ။ကျွန်တော်အမဲသားကိုရှာလေးအသားလေးနဲ့များများလေးယူလာပါတော့နော်။ဒီ။ဒါကတော့ကျွန်တော်ယူလာရဲ့အမဲရှာလေးပါ။အမဲရှာကတော့ပုံမှန်အဖြစ်အမဲသားမှဆိုလို့ရှိရင်ရှာတော်လေးနူးညံ့တဲ့အစိပ်ပိုင်းတွေကိုပါတယ်။အချင်းမပါဘဲနဲ့ယူကြည့်။ တော့ပိုက်နော်ဒါကကျွန်တော်ထိထိတော့မှနှက်ပေးထားတဲ့ကင်းမွန်ကင်းမွန်ရတာနှက်ပေးထားတဲ့ဟာတွေပါဟွန်း very delicious ထိထိတော့ကဘာလို့နာမည်ကြီးလဲသိသွားရလားအကြောင်းကနာမည်ကြီးရမဟုတ်ဘူးတကယ်ပြောရတကယ်တော့မန်လေးသူမန်လေးသားတွေရဲ့မန္တရာမြေတဲဆွဲအဲ့တော့ကျမတို့ရန်ကုန်သူတွေကလည်းထိန်တောက်ကိုရမ်းကြိုက်ပါတယ်လို့ 这个哦，龙王，马先生。ဒီမှာမကားရဲ့အသားကြီးအရသာကဒါပြောအမှန်တမ်းဘုံကိုပြောတာပါဘယ်ဖိုင်မှမတူတဲ့အရသာမျိုးနဲ့တစ်မျိုးတကယ်ကိုခံစားရပါတယ်နော်တော့အသားကြီးအရသာနှက်ထားတာလေဒါမနှိုးစားဘူးသမျှအသားကြီးနဲ့မှအကြိုက်ဆုံးဆိုင်ပဲပြန်တော့ဒီဆိုင်ရဲ့ရေနွေးတဲ့အေးလို့ခေါ်တာမျိုးဒီသရုပ်အေးအေးတော့တဘူးငါးလောက်ပဲရှင်တော့တောက်ရတယ်ဒီအရသာ၃မျိုးလာရဲ့ဟိုကတမရရဲ့တမရပါတပြည့်ရဲ့ ောစောကမင်းတို့ရိုက်ကွေးမစခင်ဒါတောက်ကြည့်ရခါကြတော့လေတက်တော့ဒီတက်တော့ဒီရတာတက်အချိုးကနည်းနည်းလေးပေါ်ရဒါပေမဲ့ဒီလိုအသားခင်နေစားလို့ရှင်အလိုက်ဖတ်ဆုံးမယ်လုံးဝဘာလုံးဝ green green လုံးဝရှင်းတော့ပါတမယာပူကြိုက်တယ်ဒီဟောင်းကျတော့လုံးဝသတိသိအစိမ့်အနဲ့အရသာလေးပါတယ်လုံးဝလိုက်တယ် ကျွန်တော်တို့စံတော်မင်းမလိုက်ပြီးတော့ရိုက်ခဲ့ရတယ်များပြီပေါ့နော်ဒါပေမဲ့ဒီလိုဘူးနဲ့ဒီလိုရတဲ့အေးမျိုးတွေဒီမှာပထမအောင်လုပ်ပြဘူးတာဗာအဲ့ဒါကျွန်တော်ကလမ်းညွှန်ပြဖြစ်ပါတယ်ပြီးရင်တော့ဘူးကတအားလားရေတံမှုလည်းပြန်သုံးလို့ရတော့ဟုတ်ကဲ့ငါးထောင်နဲ့အရန်တက်တယ်တောက်လည်းတောက်ရတယ်ရေတံမှုလည်းသုံးရအဲ့တော့အသားခင်ဆက်စားလိုက်ပါအောင်မယ်အသားခင်အသားနှက်ထားပြီးသားရှယ်ကြီးအဲ့လိုအချက်လက်မျိုးကိုဆွဲနေတာဟုတ်ပါ ်ကနေချာနှစ်ခုရှိရအောင်အသားနဲ့အပြော်မပဲပြပဲပြကိုသူကယူယူกินထားမဟုတ်ပဲနဲ့အရသာနေပြီးတော့မှပဲပြပပလေးလောက်ပြီးတော့กินတာအဲ့ပဲပြကိုမျိုးတို့ဒါအရေးလေးနဲ့နှစ်ပြီးွားရင်ဟောရတာသူ့တခြားလုံးဝအသားနဲ့သူဘယ်လိုပြောမလဲအသေးရောအသားနဲ့အရလို့မဟုတ်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  ။ဘယ်ကနေတာ။အများကားတော့ပေးရစားတာနဲ့မတူပဲနဲ့လုံးဝကွာ။အဲ့လိုအသားတူမှုဆိုလို့စကူတခုခုစားရဲအရသာပဲဖြစ်တယ်ပေါ့နော်။နောက်တစ်ခါတော့ခေါ်ပုတ်ဒီမှာခေါ်ပုတ်ကရန်ကုန်ဆိုင်ထဲမှာခေါ်ပုတ်กินစားရဲဆိုတာလည်းရှားရဲ။ညနိုးနေပတ်တွေမှာခေါ်ပုတ်กินတော့ဒါခဲနေပြီးပတ်ပြပြော်လေးနဲ့စားရတယ်သူကြည့်အဲ့လိုမျိုးခေါ်ပုတ်กินနေစားကြရပေါ့နော်။ခင်းနေတော့မှခေါ်ပုတ်กินရတယ်ဒါအပြင်မှာခေါ်ပုတ်ကိုသူကအရသာထပ်ပြီးတော့နှက်ပေးတာရဲ။ပဲနှက်ပေးတာခေါ်ပုတ်กินလေးပေါ့။ကြည့်ကြည့်ပါမယ်။ ောင်းအေးအေးနေနဲ့ငှက်လာတာကျဲပဲ science signature ပဲပြအောင်မျိုးဘယ်လောက်ကြိုက်လဲဆိုနှစ်ပွဲတောင်မှပြီးတော့လုံအောင်အမှန်ကန်ကျင်လာတာလုံအောင်အရန်ဆွဲပဲပြအရသာရှိရပေါ့နော်အဲ့တော့မျိုးတို့ဒီမှာအမဲသားလေးလည်းချက်ပြီးအကင်လေးနေလည်းနည်းနည်းလေးလုံပန်းနေရတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအဲ့တော့အားလုံးလည်းအသားခင်ကောင်းကောင်းအောင်မှကြိုက်တယ်နှစ်ထားရဲ့အသားခင်အရသာကိုကြိုက်တယ်ဒါမှမဟုတ်မန္တလေးထင်ထင်တောက်ကပရိသတ်တွေရှိရဆိုလို့ရှိရင်ပေါ့နော်ရန်ကုန်မှာဒါလာပြီးတော့ထင်ထင်တောက်ကိုစားပြရနေပါပြီလို့ ထိုင်နေတဲ့ရန်ကုန်ဆိုင်ရဲ့လိပ်စာလေးကတောင်ဩကလာကျွန်တော်တို့သစ္စာလမ်းမပေါ်အနီးမှာရှိပါတယ် โอเคပါအဲ့တော့တိတ်နေတော့ Facebook page မှာလည်းဒါဘယ်နာလေးလဲဆိုလိမ့်စာထိကြလဲကြည့်လို့ရတယ်လို့တိတ်နေတော့မှာလည်းဖုန်းနံပါတ်လေးလည်းကြည့်လို့ရပါတယ်အဲ့တော့အားလုံးပဲဒါတောက်ကလာသစ္စာလမ်းမပေါ်နော်ရောက်လာပြီဖြစ်တကူတကောင်ပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာလာစားလို့ရပါတယ်လို့အခုလိုမျိုးဗီဒီယိုကောင်းလေးတင်ဆက်ပေးနေတဲ့ The Hand မြန်မာရဲ့ social media platform တွေကိုလည်း like နဲ့ follow လုပ်ဖို့လုံးဝမမေ့ပါနဲ့နော်ကျွန်တော်တို့ကဒီမှာအသားခင်လေးဆက်စားလိုက်ပါဦးမယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတတ